ရခိုင်ပြည်ကြောင်ဖြူမြို့နယ်မှာစစ်ကုတ်မရှင်တပ်ရဲ့လေကြောင်းဘုံကျဲမှုအပြင်ပင်လယ်ပြင်ကစစ်တပ်မော်တွေကနေလက်နက်ကြီးနဲ့ပြစ်ခတ်တဲ့အနေအကြောင်းဒေသခံပြည်သူထောက်ချီအိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ကြောင်ဖြူမြို့နယ်ထဲကရွာပေါင်း16ရွာပြည်သူစုစုပေါင်း2300ကျော်ကိုဘေးလွတ်ရာကိုပြောင်းရွှေ့ပေးခဲ့ရတယ်လို့ Triple T အဖွဲ့ကနိုဝင်ဘာလ20ရက်နေ့မှာထုတ်ပြန်ပါတယ်။ စစ်ကောင်မရှင်တပ်ဟာတိုက်ပွဲဖြစ်တဲ့နေရာတင်မကပဲအရက်သားနေအိမ်တွေကိုပါရည်ရွယ်ချက်ရှိရှိရန်တပ်ပြစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ကျောက်ဖြူမှာအခုဆိုရင်လုံခြုံတဲ့နေရာမရှိပဲပုံအောင်နေရတဲ့စစ်ဘေးရှောက်ပြည်သူစုစုပေါင်း9000နီးပါးအထိရှိလာနေပြီလို့စစ်ရှောက်အရေးကူညီနေတဲ့ Triple T အဖွဲ့တာဝန်ရှိသူကိုဗစ်တာကပြောပါတယ် စစ်ဘေးရှောင်တွေဟာမွေးကစားကလေးငယ်တွေကိုဝန်ဆောင်တွေပါဝင်ပြီးဈေးဝါအစားအစာအနီးလိုအခြေခံပစ္စည်းတွေကအစားအရေးပေါ်လိုအပ်နေပါတယ်။နိုင်ငံတကာအကူအညီကနေပါတာကြောင့်ပြည်တွင်းအလူရှင်တွေရဲ့အကူအညီနဲ့ပဲရပ်တည်နေရတယ်လို့လဲကိုဗစ်တာကပြောပါတယ်။